ချမ်းပြည်နယ်ရှေးပိုင်းမယောင်မြို့အလကောက်ခွင်ဟူယန်း၌ယမန်နေမွန်းလွင်းတနာရီကကလင်းလုံးတမပပျောက်ရေလူငယ်စကဝိုင်းကျင်းပပြုလုပ်ကြောင်းသိရပါရရှင်။ရှင်ဦးစွာပြန်ချရင်နှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနမြို့နယ်ဦးစီးမှုဦးဆောင်ဆော်လင်းကကလင်းလုံးတမပပျောက်ရေလူငယ်စကဝိုင်းကျင်းပပြုလုပ်ခြင်းနှင့်ပတ်သက်၍ရှင်းလင်းပြောကြားပြီးရုတ်တန့်ကျွမ်းကျင်သုံးဒေါနန်းစီဖောင်က ကလေးသူငယ်ခွင့်ရများဆိုင်ရာဥပဒေပြဋ္ဌာန်းချက်များအကြောင်းကိုဥဆောင်ဆွေးနွေးခဲ့ပါရရှင်။အဒီနောက်ခရစ်ဆန်ဝဲမှာចောင်းတူများကကလင်းလုံးသမားဤအတိတ်ပဲနင်းကလင်းလုံးသမားဤအသက်အရွယ်အကြောင်းတင့်ကြောင်အကြောင်းကလေးအလုံးသမားပပျောက်ရေးရေမှန်ချက်၃ရက်နှင့်အပြည့်ပြင်းဆိုင်ရာပြဋ္ဌာန်းချက်များအကြောင်းတို့ကိုဆွေးနွေးကြပြီးတန်ရောက်လာသူများမှပြန်လည်မေးမြန်းဆွေးနွေးခဲ့ပါရရှင်။ အဲ့ဒီနောက်ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနမှကလင်းလုံးသမားပပျောက်ရေးဆိုင်ရာအတိပညာပေးနှယံကစာဆောင်ပြပွဲနှင့်ဓာတ်ပုံပြပွဲများကိုခင်းချင်းပြောင်းသားခဲ့ကြောင်းတရားပါရရှင်။ကျွန်မကတော့နောင်စီဖောင်းပါရှင်။